ညောင်ကောင်ကိုအလုံးနဲ့ထည့်ပြီးလှိမ့်မယ်ဆိုလို့ရှင်တော်တော်ဆိုးရတဲ့စိတ်ကူလို့ပြောရမှာပဲဒါပေမဲ့ကျောင်းဂိမ်းတော့ပါနဲ့တွေ့လို့ရှင်မြောက်ပဲဖြစ်ဖြစ်ပဲတိတ်ဆန်မဖြစ်ဖြစ်ပေါ့ကျွန်တော်အလုံးနဲ့ထည့်ပြီးလှိမ့်တာခံရမှာပဲအဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒီမြောက်သမုတ်တိတ်ဆန်တွေကိုအလုံးနဲ့ထည့်ပြီးလှိမ့်တဲ့ဂိမ်းလုပ်ကြတော့ကျွန်တော်နာမည်ကညံကျော်ပါဂိမ်းမေကာမြန်မာနေကျိုးစလိုက်ပါတယ်။ကြောင်းငငယ်တုန်းကအလုံးလှိမ့်တဲ့ rolling ball ဆိုတဲ့ game ပေါ့နော်။ဥမာအရန်နဲ့မြကြီးရဲ့ game နဲ့မှာဆိုလို့ရှိရင် ball land ဆိုတဲ့ game ပေါ့။ဒီမျိုး game မျိုးကျွန်တော်ဆော့ပူကြလိမ့်မယ်ထင်တယ်။ ဒီ game ကိုလည်းကျွန်တော်တို့ရဲ့ဒီ game game maker မြန်မာ game လုံးမအတန်းမှာ beginner တွေစပြီးတော့သင်ပြီးတဲ့ project တွေမှာပါတာပေါ့ကျွန်တော်အဓိကဒီ project ကိုတင်ရကြည့်အကြောင်းအရာတော့ဒီ project ထဲမှာကျွန်တော် rigid body ကို collider တို့ဒီမျိုး physics တွေကိုနားလည်သွားတယ်ပြီးလို့ရှိရင် c sharp programming ကိုစပြီးတော့လေးလာနေမှာအကောင်းဆုံး project လို့ပြောရှင်မှာပေါ့နော်ဒါပေမဲ့ဒီ game မှာနည်းနည်းလိုအပ်ချက်လေးရှိရပြအဲ့ဒါဘာလဲဆိုလို့ရှိရင်အလုံးကြီးနဲ့ play နေတယ်ပြီးရှင် coin တွေစားတယ်နောက်ဆုံးမှာ objective ထိပြီးရှင်နိုင်သွားတယ်အဲ့တော့ ဟို fan element အရန်မပါနေတော့တင်ရသူတော့လည်းဟိုဘာ game ထွက်လာမှာဆိုကြိုတိပြီးတော့ခက်မှန်းလွယ်နေပေါ့နော်အဲ့တော့ fan တိတ်မဖြစ်နေဘူးအဲ့တော့ကျွန်တော်ဒီအလုံးလိမ့်တဲ့ game ကိုဒီလိုမျိုး game design အစားပေါ့နော်ပို့ပြီးမိုက်တဲ့ game မျိုးရှိမလားဆိုပြီး light ရှာကြည့် research and develop လုပ်ကြည့်ရဲကျောင်းသားအနေနဲ့ light scene နောက်ဆုံးမှာကျွန်တော်ဗာတွေးခဲ့လဲဆိုရှင်ဒီထက်ဟို fan ဖြစ်တဲ့အလုံးလိမ့်တဲ့ game လေးရှာတွေးခဲ့တယ်အဲ့ဒါကတော့ စူပါမန်ကြီးပေါ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ game လေးကိုလေ့လာမယ်ဆိုပြီးတော့ဒီ game store တွေ Steam ပေါ့နော် Steam မှာသွားပြီးရှာကြည့်လိုက်တော့ဒေါ်လာ40တောင်ပေးရမယ်ဆိုလို့ပြရတာအဲ့တော့ဒေါ်လာ40ဆိုတာမြန်မာငွေတွက်ကြည့်မယ်ဆိုလို့ရှင်နှစ်သိန်းကျော်တော့ပေါ့အဲ့တော့နှစ်သိန်းကျော်ကြီးနဲ့ကျွန်တော်ဒီ game ကိုပေးပြီးဆော့ဖို့ကတော့မဖြစ်နိုင်ဘူးအဲ့တော့ကိုယ့်အကကို game လုတ်တက်တယ်ဆိုတော့ဒီ game လေးကိုလုတ်ကြည့်တာပေါ့ ဲ့တော့ကျွန်တော်ဒီ super mangy ball ကိုလုပ်မယ်ဆိုတော့နှစ်ခုလုံးအလုံးလှိတဲ့ mechanic ပါတယ်ဆိုတော့ဒီမှာ cut sensing ရဲ့ပြီးရရှင်ထဲထဲမှာ high power ဆိုရှင် fan ဖြစ်တဲ့ level design တွေ element တွေပွားရတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံလေးရအောင်ကျွန်တော်တို့ဒီနေ့မှာလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ကဲအဲ့တော့ဒီ gain ကိုဘလို့ဖန်တီးမှာလဲနောက်ပြီးတော့လည်းကျွန်တော်အတန်းနေရသူတွေလည်းအရင်တော့ rolling ball gain လုပ်ပူတယ်နော်ဒီထပ်ပိုကောင်းတဲ့ဒီ super mangy ball gain project ကိုလုပ်ချင်တယ်ဆိုလို့ရှင်နော်ဒီ video ရဲ့ link ကိုတွားပြီးတော့ game project ကိုသွားယူလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီ game လေးကိုဘယ်လိုလုပ်ကြရလဲဆိုတော့ဟာကိုစက်ကြည့်လိုက်ကြအောင်ကဲအဲ့တော့ကျွန်တော်ကွန်ပျူတာထဲကဒီ unity hub ထဲမှာ new project လေးနှိပ်ပြီးတော့ကျွန်တော်ရဲ့ project name ကို super mangy ball clone ဆိုပြီးတော့ပြင်လိုက်ပါမယ်ကဲခုကြည့်နေသူကကျွန်တော် project ကို GitHub နဲ့သွားလှမ်းယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Unity version 58f2 ဆိုတဲ့ version လေးသွင်းထားဖို့လိုပါမယ်။မဟုတ်လို့ရှိရင် project crash ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော် error တာမျိုးဖြစ်တတ်တယ်။အဲ့ဒါလေးကြိုသိပေးတာပါ။ဒီလိုရှိရင်ကြောက် create project လေးလုပ်ကြမယ်။ ခုဆိုရှင်ကျွန်တော် Unity Project ကြီးပွင့်လာပြီအဲ့တော့ပထမဆုံးကျွန်တော်လောမှာပါလဲဆိုရှင် Super Monkey Ball ဒီ Rolling Ball Balance လိုမျိုး game ပါ哦ဘာ mechanic ရှိလဲဆိုလို့ရှင် အလုံးနှိမ့်တဲ့ mechanic ရှိတယ်အဲ့တော့အဲ့အလုံးနှိမ့်တဲ့ mechanic ကိုအရင်ဆုံးကျွန်တော်တို့စလုပ်ကြအဲ့အဲ့တော့ကြောင်းကျွန်တော်တို့လှိမ့်မဲ့အတွက်ကြောင်းအလုံးလေးရယ်ပြီးလို့ရှိရင်ကျွန်တော်မြေကြီးရယ်လှုပ်လိုက်ပါမယ်။ကဲအခုဆိုရှင်ကျွန်တော်တို့အလှုံမဲ့အလုံးလေးရပြီ။ဒီလုံးလေးကိုကျွန်တော်တို့ လေယာအနေနဲ့သုံးချမယ်ပြီးလို့ရှိရင်ကျမ်းပြင်ရှိမယ်ကျမ်းပြင်မှာကျွန်တော်ပလေယာကိုအလုံးလှည့်အောင်ဒီ logic တွေထည့်ပေးရမယ်အဲ့တော့အဲ့ logic တွေရအောင်ကျွန်တော် C sharp programming စပြီးတော့ရေးကြတာပေါ့ Okay နောက်ပြီးလို့ရှိရင်လည်းအနောက်နေကင်မရာလေးရလိုက်လောင်ကျွန်တော်တို့ဒီကင်မရာ controller ကုတ်လေးရေးတာတယ်အဲ့တော့ကျွန်တော် play လိုက်မယ် Okay အခုဆိုရှင်ကျွန်တော်ရဲ့အလုံးလေးရလှိမ့်နေပြီနောက်ကျွန်တော်ဘယ်ညာသွားလို့ရတယ်ရှေးနောက်သွားလို့ရတယ်။ကဲအခုဆိုရှင်ကျွန်တော်အလုံးလိုက်တဲ့ mechanic ပြီးပြီဆိုတော့ရှေ့ဆက်တက်ကြမယ်။အဲ့ဒါဘာလဲဆိုရှင်ကျွန်တော်တို့ ဒီ gain ထဲမှာဘယ်ညာရွှေ့တဲ့ချိန်ကင်မရာကဘယ်ညာစောင်းတာမျိုးတွေပါလှုပ်လို့ရတာပေါ့နော်ဘယ်ညာအရှိနောက်စောင်းတာမျိုးတွေလှုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့အရှိကိုနှိမ့်လိုက်မယ်ဆိုရှင်ကင်မရာမော့ပါမယ်အနောက်ဆိုးလိုက်မယ်ဆိုကင်မရာ outside ပါမယ်ဘယ်သွားရင်ဘယ်ကိုရိမ့်မယ်ညာသွားရင်ညာကိုရိမ့်မယ်အဲ့တော့အဲ့ logic ကြောင့်ရေးကြပါအဲ့တော့ကျွန်တော် player လေးရွှေ့အောင်ဒီ player controller ဆိုတဲ့ကုတ်လေးရေးပြီးပြီးကဲအခုဆိုရှင်ကျွန်တော်ကင်မရာလေးကဘယ်ညာရိမ့်တဲ့ logic လေးကိုကျွန်တော်ရေးရတယ် ကျွန်တော် player ထဲမှာလည်း player ကိုရွှေ့တဲ့ logic လေးကိုပြန်ပြင်ပြီးရေးတယ်ကျွန်တော် rolling ball လို့မဟုတ်ဘဲနဲ့ player ရဲ့ movement အရှိနောက်ဘယ်ညာပေါ်မူတည်ပြီးတော့ camera ရိမ်းတဲ့ဟာလေးနဲ့လာပြီးချိန်ပေးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ game ထဲမှာဘယ်လိုဖြစ်သွားလဲစကြည့်ကြအောင်ကဲအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့အလုံးလေးကဘယ်ညာရိမ်းနေပြီကျွန်တော်ဘယ်သွားရှင်ဘယ်ကိုရိမ်းညာသွားရင်ညာကိုရိမ်းတယ်အရှိသွားရင် camera မော့တယ်အနောက်သွားလို့ရှိရင် camera outside ပါတယ်နော်အဲ့တော့အဲ့ logic လေးကျွန်တော်ရပြီ ဲ့တော့နောက်ထပ် feature လေးကြောင်းထပ်ပြီးထည့်ကြတာပေါ့ကဲအဲ့တော့ကျွန်တော်တို့ player ကို shift လို့ရအောင်လုပ်ပါပြီအဲ့တော့ဒီ prototype ထဲမှာနောက်ထပ် feature တစ်ခုထပ်ထည့်ဖို့လိုတယ်အဲ့ဒါတော့ဗာလဲဆိုရှင်ကျွန်တော် super monkey ball game ထဲမှာသူလှိမ့်နေနေတန်းကြောင်းမှာငပြောသီးလေးကြီးစားတာပါပဲအဲ့တော့အဲ့ငပြောသီးကြီးစားလိုက်တဲ့အချိန်မှာသူ့ကိုယ်သူလည်းပြန်ဝင်သွားတာရှိရဲသို့မဟုတ်ဒီမှာတွတ်သူရွေ့ပြီးတော့စကောကိုသွားပေါင်းတာရှိရဲပေါ့နော်အခုဆိုရှင်ကျွန်တော်လည်းလုပ်ထားတယ်သူက မော်ဒယ်သုံးစရာမလိုသေးဘူးပရိုတိုက်ပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာအလုံးလို့ဘောအဓိကပေါ့နော်အဲ့တော့အခုလောဆယ်ဆီလင်ဒါလေးတွေသုံးပြီးတော့ထည့်ထားတယ်ဒီဆီလင်ဒါလေးတွေစားလိုက်တဲ့ချိန်ထိပြီးစားလိုက်တဲ့ချိန်မှာကျွန်တော်စကောလိုမျိုးနေရာဝင်သွားမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လုပ်ထားတယ်ဒီနေ့များစားလေးဝင်သွားမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီစကောလေးရပါပြီကဲအဲ့ဒီတော့ကျွန်တော်တို့နောက်ထပ် feature တစ်ခုကဘာလဲဆိုရှင်ခုနက banana ရေးစားလို့ရှင်ကျွန်တော်တို့စကောတက်တယ်မျိုးကျွန်တော်စီမှာလဲဆီလင်ဒါလေးရပြီ ဲ့တော့ဘယ်ကိုဆက်ရွှေ့မလဲဆိုရှင် gain နိုင်နေရှုံးနေဆိုတော့ features ဆက်ရွှေ့တာပေါ့ကျွန်တော်ဒီ super monkey ball game ထဲမှာနိုင်မှုဆိုလို့ရှင်နောက်ဆုံးအ gate ကိုသွားထိရတာအဲ့နောက်ဆုံး gate ကိုထိရချိန်မှာ player ကအချက်လောက် animation ပြရအပေါ်ပြန်တက်သွားတယ်ပေါ့နော်အဲ့အမျိုးလေးကျွန်တော်လုပ်ရမှာအဲ့တော့ကျွန်တော်တို့ဒီနိုင်အောင် gate လောက်ထားတဲ့အဲ့ gate တွေကို player ဖြတ်ထုတ်ရမယ်ဆိုလို့ရှင် player အပေါ်ပြန်တက်သွားမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့လုပ်ထားပေးတယ်။အဲ့တော့ကျွန်တော်တို့ဒီ9နဲ့ဆိုတဲ့ feature လေးလည်းရပြီ။ရှုံးတာတော့ဘယ်လိုလုပ်မလဲပေါ့။ကျွန်တော်တို့ဒါ Super Monkey Ball ထဲမှာကျွန်တော်တို့ နနီရှိရဲ့ပထမနနီရအချိန်မှာအဲ့တော့ကျွန်တော်ဒီမှာထိုင်ပါလေထည့်ပေးလိုက်တယ်ဒီလိုရှိရင်သူ့ရဲ့ UI နေထဲမှာပါနေကြဒီ score လေးရဲ့ပြီးရင်သူ့ရဲ့ magnitude ပေါ့နော်သူဘယ်လောက်ထိရွေ့နှုံနဲ့ရွေ့နေလဲဆိုတော့ဒီ meter per second လေးပါတယ်အဲ့ဒါလေးကျွန်တော်ထည့်ထားတယ်အဲ့ဒီချိန်လေးကုံအောင်ရှင်ရှုံးမယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုပါပါဆိုရှင်အောက်ပြုတ်ကြအောင်ရှင်ပလေယာရှုံးတာပါရှုံးတော့ဆိုတော့ဘယ်စူပါမန်ဂီဘောတဲ့အတိုင်းအောက်ကိုပြုတ်ကြအောင်ရှင်ကင်မရာကြံခဲ့တယ်ပလေယာကိုကြည့်နေကြံခဲ့ပေါ့နော်ပလေယာတို့ဟိုအောက်ပြုတ်ကြပါတယ်အဲ့လိုလေးကျွန်တော်လုပ်ထားပေးတယ် ဲ့တော့ကျွန်တော်တို့ဒီမှာချက်ကြည့်မှဆိုရှင်ကင်မရာခြံခဲ့တယ်ကင်မရာပလေးယောက်ကြည့်နေပြီးသွားတော့ပေါ့ level ပြန်ပြီး restart ဖြစ်သွားတယ်အဲ့ဒါလေးကျွန်တော်တို့လုပ်လိုက်လိုက်လုပ်လို့ရပါပြီဆိုတော့ကျွန်တော်တို့နောက်ထပ် feature တစ်ခုဆက်ပြီးတော့ရွေးကြမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှင်ကျွန်တော်ရဲ့ဒီ stage ကြီးပေါ့နော် super mangy board ရဲ့ stage ကြီးကိုရွှေ့လှဲ့တာပါအဲ့လဲတာကိုကျွန်တော်ဒီ YouTube video မှာကြည့်လိုက်တော့သူကဒီလိုလှဲ့တာဆိုပြီးပြောတယ်ပေါ့နော်အဓိက ဒီကျွန်တော်တို့ visually ပဲလှည့်တာပေါ့ stage ကတကယ်လှည့်တာပေါ့ဗောနော်အဲ့ feature လည်းကျွန်တော်မရသေးဘူးအဲ့တော့ဒီကောင်လေးကလည်းအချိန်မလောက်နေတော့ကျွန်တော် feature ကို move on လုပ်ပြီးတော့ now video ကြောက်ချင်းဒီ feature လေးရောက်ပြန်ထည့်ပေးမယ်ပေါ့အဲ့တော့ဒီ video မှာတော့ကျွန်တော် camera ဆောင်းရတယ်ပဲ enough လုပ်ထားပြီးတော့ဆက်ပြီးတော့နောက်တဲ့ feature တစ်ခုကိုသွားကြမယ်အဲ့ဒါတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ gain နိုင်နေလည်းရပြီရှုံးနေလည်းရပြီ score တွေလည်းရပြီဒီ timer တွေလည်းရပြီပေါ့နော်အဲ့တော့နောက်ဆုံးမှာ icon နဲ့ဖြစ်တဲ့ ဂိမ်းစစချင်းမှာကင်မရာကလဲလာတယ်ဆိုတော့ဟာလေးပေါ့။အေးအဲ့တော့ Joy Spire Magnet လေးရပို့ရတော့ဒီမှာဒီကုတ်နှစ်လိုင်းပေါ့နော်ကျွန်တော် sign နဲ့ cost ကို power တင်ပြီးတော့ timer alight နှုတ်ွားတာပေါ့။အဲ့တော့နောက်ဆုံး timer ကုန်သွားတဲ့ချိန်မှာလည်း power က0ဖြစ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒါကတစ်ပြန်ဖြစ်သွားမယ်အဲ့တော့နောက်ဆုံး spiral လေးကသူထားတဲ့နေရာမှာပဲပြန်ပြီးရက်သွားမယ်ပေါ့ဒါနည်းနည်းလေးတော့ရှုပ်တယ်ဒါပေမဲ့ကျွန်တော်ကြည့်ကြည့်လိုက်ကြရအောင် အဲ့တော့အခုဆိုလို့ရှိရင် Joyce Spiral ရဲ့လဲလာတယ်လဲလာပြီးတော့နောက်ဆုံး player ရဲ့ controller ကိုရောက်လာမယ်ပြီးလို့ရှိရင်ကျွန်တော် game ဆက်လုပ်လို့ရအောင်အဲ့တော့ Spiral လဲနေတော့မှလည်း player အလုံးဝရွှေ့လို့ရမှာမဟုတ်ဘူး Spiral ပြီးသွားမှပဲ player ဆက်ပြီးတော့ရွှေ့လို့ရအောင်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ Spiral mechanic လေးရပြီကဲအခုကစပြီးကျွန်တော်တို့ prototype လေးကထင်တယ်လို့လေးအလုပ်လုပ်သွားပြီဆိုတော့ project လေးကိုစပြီးတော့လှအောင်အလုပ်လုပ်ရမယ်။ Super Monkey Ball ရဲ့အတိုင်း player ကဖန်လုံးလေးနဲ့ဖြစ်နေဖို့လိုတယ်။ကြည့်အဲ့တော့ကျွန်တော်ဒီ player ရဲ့ material ရဲ့ match renderer တွေကတန့်ဘောဆိုတဲ့ဟာလေးကိုကျွန်တော်ဘာလုပ်လိုက်မယ်ဆိုလို့ရှိရင် rendering mode မှာ transparent လုပ်လိုက်မယ်။ပြီးလို့ရှိရင်သူ့ရဲ့ albedo ထဲမှာ alpha ကို short လိုက်မယ်။အဲ့ဒါဆိုကျွန်တော်ဖန်လုံးလေးတော့ရပြီ။အဲ့ဒါကြောင့်ဘောလေးမြောက်ကြည့်လိုက်မယ်လို့ရှိရင်အခုလိုဖန်လုံးလေးရလာပါပြီ။နော်။ဖန်လုံးလေးရလာပြီဆိုတော့ ဒီဖန်လုံးလေးတွေကိုကျွန်တော်တို့တိတ်ဆန်တကောင်းကောင်းထည့်အောင်မှာကျွန်တော်တို့မြောက်မထည့်တော့ဘူးဘာဖြစ်လို့ဆိုတော့မြောက်ဆို copyright ညှိနေမယ်အဲ့ကြောင့်မို့မြောက်ကလွယ်ပြီးတိတ်ဆန်အကုန်လုံးကျွန်တော်ပြထည့်မှာအခုဆိုရှင်ကြောင့်ဖန်လုံးလေးရပါပြီအဲ့တော့ဒီထည့်ကိုကျွန်တော်တိတ်ဆန်လေးထည့်မယ်တဲ့ကြောင့်ကျွန်တော်လည်း3 modeling အရင်လည်းမကျွမ်းတဲ့အတွက်ကြောင့်ဘယ်သွားမလဲဆိုရှင် Unity Access တို့သွားပြီးတော့ကျွန်တော်တို့ထည့်မယ်တိတ်ဆန် model လေးသွားချကြတာပေါ့အဲ့တော့အခုဆိုရှင်ကြောင့်တိတ်ဆန်လေးပေါင်းစုံရှိတဲ့ဒီ Quarky series ဆိုတဲ့ asset တွေတွေ့တယ်အဲဒီ asset တွေကြောင့်သဘောကျတယ်ဘောနော်သူမှ animation လည်းပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ project တွေကိုဒီကောင်လေးပြထည့်လိုက်မယ်ကဲအဲ့ဒီတိရစ္ဆာန်တွေအားလုံးမှာကျွန်တော်ကြိုက်ဆုံးနေရတော့ဒီကောင်းလေးပဲကြောင်တို့ခွေးတို့ကြပ်ပါတို့ခိုးတို့ဝတ်တို့ပေါ့နော်ဒီငားလည်းပါတယ်အဲ့ကောင်းလေးကျွန်တော်ကြိုက်တယ်အဲ့တော့ကျွန်တော်အလုံးနဲ့ကိုဒီကောင်းလေးထည့်ပြီးတော့အပညာရရှင်စကင်လိုပုံစံမျိုးလည်းလုပ်လို့ရပါဘို့အခုလောဆယ်ဒီကောင်းလေးတည်းအမှကျွန်တော်တကောင်ပဲလုပ်အောင်မယ်အဲ့ကောင်ကပါကောင်းလဲဆိုလို့ရှင်ဝတ်ပဲ တော့ဒီကောင်နီတွေကမှကျွန်တော်အရင်ဆုံးကြောင်းတဲ့ပဲယင်စမ်းသက်ထားလိုက်အောင်ပါကဲအခုဆိုရင်ကျွန်တော်နောက်တစ်ပြဿနာထပ်တွေ့ပြန်ပြီအဲ့ဒါပါလဲဆိုရင်အလုံးလေနဲ့တကြောင်ထဲတဲကကြောင် animation မှာ light လေနေတယ်เนาะတကယ်ကြောင်တာဆိုရှင်တော့ပွားပြီအဲ့တော့သူ့ကိုကျွန်တော်ငြိမ်ငြိမ်လေးနဲ့အရှိတတဲလေနေအောင်ကျွန်တော်လုပ်ပေးရမယ်အဲ့တော့ကျွန်တော်တို့ programming logic တကူတက်ထည့်လိုက်တော့အဲ့တော့ကျွန်တော်တို့ character direction နဲ့ camera နဲ့ sync လုပ်ပေးတဲ့ဟာလေးကျွန်တော်လုပ်လိုက်ပြီဗောနော်အဲ့တော့အခု င်မရာဘယ်ဘက်ပဲလေလေကြောင်ကလိုက်ပြီးတော့အဖန်လုံးလေးနဲ့လိုက်လှည့်ပြီးသွားနေတယ်ပေါ့အဲ့လိုမျိုးလေးကျွန်တော်လုပ်လို့ရပါပြီအဲ့တော့ကျွန်တော်အခုဆိုရှင်ကြောင်လေးပြေးနေ animation လေးရပြီအဲ့တော့ကျွန်တော်ဒီ animation လေးစက်ကြည့်ကြရအောင်အဲ့တော့ကျွန်တော်အခုလောလောဆယ် animation ထည့်မယ်ဆိုတော့ဒီလိပ်စာအလုံးမှာ animation နဲ့အများကြီးပါတယ်အဲ့ဒီထဲမှာကျွန်တော်ကြိုက်တဲ့၄မျိုးရှိတယ်အဲ့ဒါ timer ရေနော်အခုဆိုရှင်ကျွန်တော်ကြောင်မှာထိုင်တဲ့ animation တွေဒီလိုလေးမြင်ရမယ်။ငှက်ဆိုတဲ့ထိုင်တာရှိတယ်၊ဝတ်ဆိုတဲ့ထိုင်တာမျိုးရှိရပါတော့။အခုဆိုကြောင်ထိုင်နေတာ အခုဒီ animation ကတော့ပြေးတာပေါ့ကျွန်တော် player ကလဲကင်မရာနဲ့လှည့်ပြီးပြီးစပြီးတော့ရွေးတော့မယ်ဆိုလို့ချင်းဒီလို character လေးရပြေးနေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့နောက်တစ်ခုထည့်ချင်တာကတော့ဒီ Super Monkey Ball ဆိုတဲ့ game ထဲမှာ player အရန်မြန်လာချိန်မှာမျောက်လေးကလဲနေတဲ့ animation တွေရှိရပါတော့အဲ့လိုပဲကျွန်တော်ဒီ game မှာလဲ player အရန်မြန်လာတယ်ကျွန်တော်တတ်မှတ်ထားတဲ့နှုံထက်မြန်လာဆိုလို့ချင်းကျွန်တော်ဒီတလိဆန်လေးကိုတစ်မျိုး spin လှည့်ပြီးနေတယ်ကနေတဲ့ပုံစံမျိုးပြီးလောက်ထားလိုက်အောင်ပေါ့နော်ဒီလိုမြန်ပြီးတော့လဲနေတော့အဲ့လိုမျိုးကျွန်တော်ထည့်ရတယ် ပြင်နိုင်သွားတဲ့အခါမှာတို့အပေါ်ပြန်တက်သွားမယ်အဲ့တော့အဲ့ဒီအပေါ်ပြန်တက်သွားဖို့တို့ကကျွန်တော်ဒီ character ထဲမှာပြန်တဲ့ animation လေးပါတယ်เนาะအခုဆိုရင်ကြောင်လေးအပေါ်ပြန်ပြီးတက်သွားမှာပေါ့เนาะအဲ့လိုမျိုးကျွန်တော်လောက်ထားမယ်အဲ့တော့ကျွန်တော်ဒီ animation လေးခုဖြည့်ဆိုတော့ကျွန်တော်နောက်ထပ် effect လေး light ထည့်တာပေါ့အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ gain ထဲမှာဘာလေးကိုရွေးချယ်မလဲပေါ့နော်ကျွန်တော်ဒီမှာ dynamic ရှိတယ် point ရှိတယ် တော့ရှိတယ်เนาะအကွင်းလေးရှိတယ်အသီးလေးလည်းရှိတယ်ပေါ့เนาะအဲ့တော့အဲ့ဒီထဲမှာမှကျွန်တော်အကြိုက်ဆုံးဘာပဲကြိုက်လဲဆိုလို့ရှိရင်ကျွန်တော်ဂျယ်လေးပဲကြိုက်တယ်အကုန်လုံးနဲ့လည်းကာရအောင်ကျွန်တော်ဂျယ်လေးပဲယူလိုက်တော့တယ်ကျွန်တော် level တီဆောက်မဲ့အတွက်ကြောင့်ဒီ platform do obstacle ဆိုတဲ့ကျွန်တော်ဒီ asset လေးသဘောကျတယ်သူကနည်းနည်း four guy နဲ့နည်းနည်း cut စင်စင်ရယ်ပြီးလို့ရှိရင် level လေးကလည်း catch you ပဲဖြစ်တယ်ပေါ့เนาะပိတ်ဆံလေး light လေးလို့ရှိရင်ကောင်းမဲ့ပုံစံမျိုးထင်ပြီးတော့ကျွန်တော်ဒီတောင်လေးကိုတုံးထားတယ်เนาะထဲမှာလည်း playful ဖြစ်တယ် level level model လေးတွေက အဲ့တော့ကျွန်တော်ကမလုပ်လိုက်လဲဆိုလို့ရှိရင် gain ထဲမှာ level 3ခုလုပ်လိုက်တယ်ပထမတစ်ခုကရိုးရိုးမိုးပေါ်ကစုံ level ပေါ့နော်ဒီတိုင်းလှိမ်သွားမယ်နောက်ဆုံးမှာလည်းကျွန်တော်ရဲ့ gate ကိုဘာနဲ့ replace လုပ်လိုက်ဆိုလို့ရှိရင်ဒီကောင်လေးနဲ့ replace လုပ်လိုက်တယ်ဒီ gate လေးတွေဝင်လို့ရှိရင် player ပေါ်ပြန်တက်နိုင်အောင်ပါပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဘန်းချောင်းတောက်လျှောက်မှာကျွန်တော်ကျယ်လေးထားလိုက်တယ်ဒီ level 1ရဲ့အဓိကတင်ပေးခြင်းတဲ့အရာကတော့ player ကိုကျွန်တော်တို့အရန်မလှိမ့်နဲ့အရန်နှိမ့်လို့ရှိရင်ဟိုစားဗလဲဒီကောင်နဲ့ဆောင်းအောင်ပြုတ်ကြနိုင်တယ်ပေါ့အောက်ပြုတ်ကြပြီးတည်တက်တယ်ဆိုတဲ့ဟာကို ျွန်တော်တင်ပေးခြင်းတာအဲ့တော့ကြောင့်ဒါလေးခံထားလိုက်တယ်အဲ့တော့ तू ကစောင့်သွားပြီးတော့အောက်ပြုတ်ကြပါအောင်သူ lesson learn ဖြစ်သွားတော့ပေါ့အဲ့ကနေမှကျွန်တော်တို့တည်သွားပြီဆိုလို့ရှင်တော်တော်ဒီကနေပတ်ပြီးတော့ဝင်လိုက်မယ်ဆိုလို့ရှင် तू level 1ရဲ့အဓိကတင်ပေးခြင်းရဲ့အရာလည်းတည်သွားမယ် level 1အောင်လည်းနိုင်အောင်ပါမယ်ပေါ့နော်အဲ့ကြောင့်တော်တော်လွယ်လွယ်လေးလုပ်ထားတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော် level 2 level 2မှာကျွန်တော် player ဒီကနေစမယ်ဒီအပေါ်ကနေစလှိမ့်ပြီးတော့အောင်ဆင်းသွားမယ်သူအချိန်ခက်ပြင်းပြင်းနဲ့ခုံပြီးတော့ဒီထဲကိုဝင်သွားမှာပေါ့နော် ဲ့တော့ဒီမှာအချိန်ခက်ပြင်းပြင်းနဲ့သူဆော့ရမယ်ဆိုတဲ့ဟာလေးကျွန်တော်သင်ပေးခြင်းလို့ level 2မှာကျွန်တော်ဒီ launch pad လိုမျိုးဟာလေးကျွန်တော်လောက်ထားပေးတယ်နောက်တစ်ခါတော့ level 3 level 3ကလည်းကျွန်တော်ရဲ့နောက်ဆုံး level ပဲလုံမှာအဲ့တော့ဒီ level တော့ကျွန်တော်ဘာသင်ပေးမလဲဆိုလို့ရှိရင် player ဒီလိုမျိုးအပြားလေနေတယ်အဲ့ဒီအပြားလေတော့တေချာလေးဖြတ်တတ်အောင်ကျွန်တော်ဒီအပြားလေးထည့်ပေးလေတာလေသူအဲ့ဒါကိုအချိန်ကိုက်ပြီးတော့တော်တော် timing ညှိပြီးတော့ temperature control တက်အောင်ကျွန်တော်ဒီကောင်လေးတင်ပေးရတယ်နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ level 3ခုထပ်ပို့ပြီးတော့ လောက်ပါပြီမယ်အဲ့ဒါကြောင့်ခြေတော့ဆောင်ရပြပါအောင်အဲ့တော့အခု loss ကြောင့် level 3ခုလောက်လိုက်ပြီနောက်ပြီးတော့ကျွန်တော် gain ဆော့နေတော့ပို့ပြီးကြည့်လို့ကောင်းအောင် animation particle လေးတွေကျွန်တော်ထည့်တာပေါ့ကျွန်တော် animation particle တက်တော့ဒီ cartoon fh remaster free ဆိုတဲ့ဒီကောင်ကျွန်တော်သဘောသဘောကြတယ်ထဲမှာ animation တွေအများကြီးပဲဖုံနေရောလျှက်စစ်တွေရောနည်းနည်းတခြားဟာတွေလည်းပါတယ်ပေါ့နော်အဲ့တော့ဒီထဲကကျွန်တော်ဘာသုံးထားလဲဆိုလို့ရှင်ကျွန်တော်ခုနကဒီ animation တွေထဲမှာဒီကောင်လေးကျွန်တော်သုံးမယ် ီကျယ်လေးကြီးထွက်နေတာပေါ့အဓိကကတော့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော် player ပြန်တက်သွားတဲ့အချိန်မှာဒီကျယ်လေးတွေထွက်ပြီးတော့အပေါ်ပြန်တက်သွားတာမျိုးလေးကျွန်တော်လုပ်ပေးခြင်းလို့โอเคနောက်တစ်ခုကကျွန်တော်ဘာလဲဆိုလို့ရှိရင် player ပြေးနေတဲ့အချိန်မှာလဲသွားမှာဟုတ်လဲသွားခြင်းရောက်ခြင်းဒီကျယ်လေးကြီးထွက်နေတဲ့ enemy ကနေတဲ့ animation နဲ့ကျယ်လေးကြီးထွက်တာနဲ့ကျွန်တော်ကြအောင်အဲ့ဒီကျယ်ထွက်တဲ့ animation ထည့်ထားပေးရဲအဲ့တော့ကျွန်တော်အခုကနေမယ်နောက်ဆုံး ठी ပါအောင်ရှင်အပေါ်ပြန်တက်သွားမှာကျယ်လေးနဲ့ ဲအဲ့တော့ကျွန်တော်အခုကစပြီးတော့ခင်းတော်တော်ပြီးနေပြီနောက်ဆုံးဘာထည့်ဖို့ပဲကျန်တော့ရဆိုလို့ရှင်တချင်းပဲထည့်ဖို့ကျန်တော့တယ်တချင်းကတော့ကျွန်တော်ဘယ်ကနေသွားယူလဲဆိုလို့ရှင်ဒီ freesound.org ပေါ့နော်သူတို့ free license ပေးတယ် free license မှာ commercially ရဲ့တုံးရတချင်းတွေအကုန်လုံးထားတာပြီးရပေါ့နော်အကောင့်လားဆိုရှင်အရန်ကောင်းမှာမဟုတ်ဘူးဒါပေမဲ့ free ရလို့ပေါ့နော်ကျွန်တော်ခက်မြန်မြန်လေးတုံးလို့ရအောင် free sound ဆိုတဲ့စီမှာသွားပြီးတော့ download ဆွဲခဲ့တယ်အဲ့တော့ကျွန်တော်အခုဆိုလို့ရှင်အဲ့ဒီ website ကနေအတန်လေးခုရခဲ့တယ်ပထမတစ်ခုက coin တန်း ုတိယတစ်ခုကဘာလဲဆိုရှင်ဂိန်းရဲ့တချင်းပေါ့အဲ့တော့တချင်းက15စက္ကန့်ပဲဒါပေမဲ့ looping ပတ်ထားတော့တချင်းလိုဖြစ်နေပေါ့နော်အဲ့တော့ simple ဖြစ်တဲ့အကြောင်းကျွန်တော်ဒီကောင်သုံးတာလေဒါပေမဲ့ကြာကြာနားထောင်ရင်တော့နာညီတာတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ might or might ပဲ gain နဲ့ gain vibe နဲ့ဒီတီလုံးနဲ့ကျွန်တော်ကြိုက်တယ်ပေါ့နောက်တစ်ခုကဘာလဲဆိုရှင် gain နိုင်လို့ရှင် trap method နောက်တစ်ခုကဘာလဲဆိုရှင် show wine trap method ပေါ့ ဲ့တော့ကြောင့်ဒီတခြင်းတွေအကုန်လုံးထည့်ပြီးရဲ့ချိန်မှာဂိမ်းကစပြီးတော့ဆော်လို့ရပါပြီအဲ့တော့ကြောင့်ဒီမှာ UI လေးတွေကိုပြင်တယ်အတိုင်းမာရဲ့စကောရဲ့ဒီ play sp ပြပေးတယ် magnitude UI ရဲ့ပြင်ပြီးရဲ့ချိန်မှာတော့တော်တော်မိုက်တဲ့ level လေးတွေဆော်လို့ရပါပြီအဲ့တော့ final result လေးကိုချက်လောက်ကြည့်ပေးကြပါဦး ကျွန်တော်လုပ်သွားတဲ့ game project လေးကမှန်တိုင်းဆိုရှင်လိုအပ်မှုကြီးရှိသေးတယ်အဲ့တော့ကြောင့်ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့ဒီလိုအပ်ချက်လေးထပ်ဖြည့်ပြီးပါပေါ့နော်လအောင်ပြင်မယ်ပြုရှင် game board ကျွန်တော်တို့ဒီ play store ပေါ်မှာ free ထုတ်ပြီးတော့ skin နဲ့ပေါ့နော် free ဆော်လို့ရအောင်လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ကဲအဲ့ဒီတော့ကျွန်တော်တို့ဒီအခုလိုမျိုးပေါ့နော် super monkey ball game ကိုကျွန်တော်တို့လုပ်ချင်တဲ့ဆိုပြီးတော့လုပ်လိုက်တယ်အဲ့တော့အခုကြည့်နေမိတ်ဆွေမှာလည်းကိုပိုင်ဖဏီကျင်တဲ့ game တွေရှိမယ်အဲ့ဒီစက်ကူတွေကိုကိုယ့်ကိုဖဏီတက်ချင်တယ်ဆိုလို့ရှင်သို့မဟုတ် game လုံးမှန်ကိုလေ့လာလိုက်စားချင်တယ်ဆိုလို့ရှင်ကျွန်တော် game maker မြန်မာမှာအတန်းနေရှိနေပါပြီကျွန်တော်ရဲ့ဒီ game လုံးမှန်အတ တန်းအကြောင်းအရာကိုအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ game maker မြန်မာ Facebook page ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ website အနေနဲ့တစ်ဆင့်လာရောက်သိစိတ်စုံစမ်းလို့ရပါတယ်ခင်ဗျာဒီ website မှာလည်းတခါတည်းကျွန်တော်တို့အတန်းကိုစိုက်နှစ်တက်တယ်ဆိုလို့ရှိရင် video class မှာစီးရင်သွင်းပြီးတော့လည်းတွားရောက်ကြည့်ရှုလို့ရပါတယ်ကဲအဲ့တော့ကျွန်တော်ဒီနေ့လုတ်ပြရတဲ့ Super Monkey Ball game ကိုဘယ်လိုထင်လဲအဲမှာလိုအပ်ချက်လေးရှိရမှန်တယ်နောက်ထပ်ပို fan ဖြစ်အောင်ဘယ်လို mechanic လေး ထည့်သင့်လဲဆိုတာဟာကို comment section မှာ feedback ပေးသွားလို့ရပါတယ်ကျွန်တော်တို့လည်းဒီ game ပြီးလို့ရှိရင်နောက်ထပ်ဘယ်လို game တွေဆက်လုပ်စီခြင်းလဲဆိုတာဟာကို comment section မှာရေးသွားပေးလို့ရပါတယ်အားလုံးကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးများအားတင်ပါတယ်နောက်ထပ် video မှာပြန်လည်ဆုံးဖြတ်ကြမယ်